ယ်တိုက်ပွဲအတွင်းကိုစစ်ကူပို့ခံရတဲ့ဒုတက်ရင်မူဖြစ်သူဟာအာရခတ်တပ်တော် AA ရဲ့စနိုက်ပါကြီးထိမှန်ပြီးတော့တေဆုံးသွားတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ခမရ111ကဒုတက်ရင်မူဖြစ်သူဗိုလ်မှူးဝင်းသက်ဟာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကကြောက်ဖြူကိုစစ်ကူပို့ခံရပြီးတဲ့နောက်ရပ်ပိုင်းအတွင် AA ရဲ့စနိုက်ပါထိမှန်ပြီးတေဆုံးသွားတယ်လို့စီးရီးသတင်းရင်းမြစ်တွေစီကသိရပါဗျ။ သူရောက်ရှိကြောင်းတရင်မှုကိုသတင်းပို့ပြီးအပြန်မှစနိုက်ပါနဲ့ပစ်ခတ်ခံရတာလို့စီးရီးသတင်းရှင်းမြစ်က AR Times ကိုပြောပါရယ်ဘုံမိုးဝင်းတန့်ကိုပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာရန်ကုန်မြို့ကနေပြီးတော့ကြောက်ဖြူမြို့အမှတ်1စိတ်ကန်းကိုစစ်ကူအင်အား200ကျော်ကိုလက်နက်ခဲယမ်းတွေနဲ့တူရေတပ်သင်းမော်တွေနဲ့စစ်ကူပို့ဆောင်ခဲ့တယ်လို့သိရပါရယ် ကျောက်ဖြူကိုရောက်ရှိသွားပြီးနောက်ဘုံမူဝင်းသက်ဟာဇွန်လ9ရက်နေ့ကတရင်မှုစီသတင်းသွားပို့ပြီးအပြန်မှာ AAS စနိုက်ပါကြီးထိမှန်ခဲ့ပြီးနောက်ရန်ကုန်ကိုပို့ဆောင်စဉ်မှာတေဆုံသွားခြင်းဖြစ်တယ်လို့လည်းသိရပါဗျ။ဘုံမူဝင်းသက်ရဲ့နာရေးရက်လေကိုလှဲကူးအခြေဆိုင် အမှတ်111ချေမြန်တရင် ခမရ111မှာဇွန်လ15ရက်နေ့ကပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ပြီးခဲ့တဲ့မေလ26ရက်နေ့ကလည်း ရွှေ OGT သဘာဝဓာတ်ငွေဖြန့်ချီဆက်ယုံအနီးတိုက်ပွဲမှာတမတတစ်ကနီးပြူအာမူဘုံမှုချုပ်ကြော်မျိုးအောင်နဲ့ခမရ943ကဘိုးကြီးတူတို့ AA ရဲ့စနိုက်ပါကြီးထိမှန်ပြီးတော့သေဆုံးခဲ့ပါတယ်။ပြီးခဲ့တဲ့မေလအတွင်းကအကြောက်ဖြူတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေများတဲ့အတွက်တိုင်ရင်တပ်ဖွဲ့လိုက် AAC လက်နက်ချအလင်းဝင်လာမှုတွေရှိပြီးတော့အခုဇွန်လမှာစစ်ကောင်စီကအကြောက်ဖြူကိုဆေးလွှတ်ထားတဲ့ အင်အားတရာဝင်းချင်းမှာစစ်ကြောင်းတစ်ခုလုံးလဲတရင်ဌာနချုပ်နဲ့အဆက်အသွယ်ပြတ်တောက်ပြီးပျောက်ဆုံးနေတယ်လို့သိရပါတယ်ရှင်။ AOR တိုင်းပသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာစူဆောင်းထားရှိတဲ့လူငယ်တွေကိုပြည်သူစစ်မှုရန်အမှတ်စဉ်14အဖြစ်ဇွန်လ14ရက်ကတင်နန်းတွေကိုစတင်ဆေးလုခဲ့တယ်လို့သိရှိရပါတယ်။ တိုင်းတွင်းမှာအထမစုဆောင်းခံထားရတဲ့လူငယ်200ခန့်ရှိနေပြီးတော့အေယဝတီရန်ကုန်ပဲခူးစတဲ့စစ်တင်နန်းကျောင်းတွေကိုစစ်ကောင်စီကလုံခြုံရေးအပြည့်နဲ့ညနေပိုင်းမှာပို့ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။အခုကပေါ်တာဆွဲခံရတဲ့သူရဲ့အုပ်ကြီးတွေကိုငွေပေးပြီးအခြားဒေသကငွေယူပြီးလိုက်တဲ့သူရဲ့များတယ်လို့စစ်ကောင်စီတက်တဲ့နီးစပ်သူတူက AR Times ကိုပြောပါရတယ်။ တင်းနှန်းတရားမဲ့သူတွေကို ARD တိုင်းဝင်ကြီးချုပ်နဲ့စစ်တိုင်းမှုတို့ကလာရောက်တွေ့ဆုံတယ်လို့လည်းစစ်ကောင်စီပိုင်းမီဒီယာတွေကသတင်းထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်စီမှာတပ်သားအင်အားလိုအပ်ချက်တွေများလာတာကြောင့်ပြီးခဲ့တဲ့မေလ16ရက်နေ့ကအပတ်စဉ်73ကိုစတင်တင်းနှန်းပေးခဲ့ပြီးတော့တလမပြည့်ခင်မှာပဲအခုတင်းနှန်းအမှတ်စဉ်14ကိုထပ်မံခေါ်ဆောင်ခဲ့တာဖြစ်ပါတယ် အရင်စစ်မှုရန်သင်တန်းတက်ရောက်ပြီးရှေ့တန်းမှာတိုက်စုံသူတွေများတာကြောင့်ထွက်ပြေးတင်းရှောင်မှုတွေများလာပြီးရက်ွက်နဲ့ကျေးရွာတွေမှာအကြောင်းမကြားပဲခေါ်ယူခံရသူတွေနဲ့ငွေယူပြီးလူစားထိုးခံရသူတွေများပြားလာတယ်လို့လည်းသိရှိရပါတယ်ရှင်။မုတ်တုံလေအားကောင်းနေမှုအပါဝင်အရှိဘတ်နဲ့အနောက်ဘက်ကရွေရှားလာတဲ့လေပွေလှိုင်းတွေကြောင့်မြန်မာနိုင်ငံတဝမ်းမှာလာမယ့်တစ်ပတ်အတွင်းမိုးကြီးမှဖြစ်ပြီးတော့ရုတ်တရက်ရေလွှမ်းမှုမှုအနေကိုသတိပြုဖို့လိုအပ်တယ်လို့သိရပါဗျ။ မနေ့ကဇွန်လ16ရက်ကနေဇွန်လ22ရက်ထိလာမယ့်တစ်ပတ်အတွင်းတိုင်းနယ်ပြည်နယ်တွေမှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမိုးထစ်ချုံရွာမှာဖြစ်ပြီးနေရာကွက်ပြီးမိုးကြီးမယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမိုးဇလကမနေ့ကဇွန်လ16ရက်ညပိုင်းမှာထုတ်ပြန်ထားပါတယ် မုတ်တုံလေးအလွန်အားကောင်းနေတာကြောင့်မြေချောင်းတွေဆဲနဲ့ရေလောင်းတမန်တွေအနီးကမြို့ရာတွေအနေနဲ့ရေကြီးရေရှမ်းမှုအန္တရာယ်ဆဲရေလွတ်တာဆဲကျိုးတာတွေကြောင့်ရုတ်တရက်ရေလွမ်းမှုမှုအန္တရာယ်ကိုသတိပြုသင့်ကြောင်းမြို့သားညီညွတ်ရေးဆိုရာ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်းထုတ်ပြန်ထားပါတယ် နေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေယာဝတီတနင်္သာရီတိုင်းကချင်ကရင်နီကရင်ချင်းမွန်ရခိုင်ရှမ်းပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးမယ်လို့သိရပါဗျ။ဒါ့အပြင် မိုးသေးထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြစ်တာလျက်စီးလက်တာပါဝင်လျက်တပြက်ရေကြီးတာနဲ့မြေပြိုရာတွေဖြစ်ပေါ်နိုင်တာကြောင့်သတိပြုရှောင်ရှားဖို့လိုအပ်တယ်လို့သိရပါဗျ။ မြမကန်ယူရန်တခြားနယ်ကန်လွန်ပင်လယ်ပြင်တို့မှာရန်ဖန်ရန်ခမိုးတက်လီပင်တွေကြရောက်ပြီးလှိုင်းကြီးနိုင်ကြောင်းရေပြင်းပြင်းလေးဟာတနာယီကို35မိုင်ထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်ပေ10ပေကနေ12ပေထိရှိနိုင်တယ်လို့စစ်ကောင်စီရဲ့မိုးစလကအသိပေးထားပါတယ်အေရီတိုင်းရေကြီးမြို့နယ်ရေနသာစစ်စေးဂိတ်မှာစစ်ကောင်စီကအင်အားအလုံးကြီးနဲ့ခန်းစစ်ပြင်ဆင်မှုတွေရှိနေတယ်လို့သိရှိရပါတယ် စစ်ကောင်စီအင်အားအပြည့်စစ်ရင်တန်းဆက်နစီဟာပြီးခဲ့တဲ့ဇွန်လ15ရက်နေ့မနက်ပိုင်းကအတုံးမြို့ကိုဖျက်ပြီးတော့ငတိုင်းချောင်းမြို့အနီးထိစစ်ရင်တန်းတွေဝင်ရောက်သွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။အမြောက်တက်ကြပြီးခွားဘက်ကနေပါ အေအတပ်ဖွဲ့တွေဝင်လာမှဆိုးတဲ့အတွက်ရေနသားစစ်စေးဂိတ်ကိုအင်အားအလုံးရင်ပို့ပြီးတော့ခန့်စစ်ပြင်နေတယ်။အမြောက်တက်ထဲကိုလည်းလူဝင်အားတွေထပ်ပို့တာတွေရှိတယ်။ လေချောင်းပစ်ကူလည်းတောက်လျှောက်ပေးနေတယ်လို့ AR Time ရဲ့သတင်းအရှိမြစ်ကပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ7ရက်နေ့ကလည်းရေကြီးအမြောက်တက်အမတ်တ3လေးလေးကနေပြီးတော့လက်နက်ကြီးငယ်တွေကျုံမျောကိုအေးပေါ်ရွှေ့ဆိုင်ပြီးတဲ့နောက်ရေနသားစစ်စေးဂိတ်ကိုပါခန်းစစ် ပြုတ်လုလာတာဖြစ်ပါရယ်အမြောက်တက်၃လေးလေးကိုကောက်ွယ်ဖို့ကြုံမျောကနေစစ်ကူအင်အားတွေပို့ဆောင်နေပြီးလက်နက်ခရမ်းတွေတည်ယူပို့ဆောင်မှုတွေလည်းရှိနေတယ်လို့သိရပါဗျ။ ငတိုင်းချောင်းနဲ့ရခိုင်ကွာလမ်းမပေါ်ကအမြောက်တက်3လေးလေးတဝိုက်စစ်ကူလာတဲ့စစ်ကြောင်းနဲ့တော်လိုင်းတက်တွေတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးရေနသာကိတ်ကိုပါမင်းကလုံချုံရင်အင်အားတွန်းမြင့်လိုက်တာလို့သိရပါဗျ။စစ်ကောင်စီကအမြောက်တက်နီးမှာလေကြောင်း drone နဲ့စက်တက်လေတီးတွေသုံးပြီးဘုံကျဲတိုက်ခိုက်နေပြီးမြေပြင်စစ်ကူတွေပါပြန်လည်ပို့ဆောင်နေရတဲ့အတွက်တော်လိုင်းတက်တွေရဲ့ထိုးစစ်ဟာအဆုတ်အတက်ရှိနေတယ်လို့သိရပါဗျ။ ကြုံမျော်မျိုးကနေပြီးအမြောက်တက်သုံးလေးလေးနဲ့ရင်းနသာစစ်စစ်ဂိတ်ကိုဆင့်ရဖြည့်ဖို့အတွက်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့တွေကစစ်မှုရန်တပ်သားတစ်စုဆောင်မှုပြင်ဆင်နေတယ်လို့လည်းသိရှိရပါတယ်။ဒါ့အပြင်ရက်တိုတင်နန်းပေးပြီးစစ်တင်နန်းဆင်းထားတဲ့ပြည်သူစစ်တွေနဲ့စစ်မှုရန်ဥပဒေနဲ့တင်နန်းဆင်းထားတဲ့တင်နန်းသားအစ်တွေကိုပါရင်းနသာဂိတ်ကိုပို့ဆောင်မှုတွေရှိနေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကသိရပါတယ်။ စစ်ကောင်စီဟာရေနသာစစ်စေးဂိတ် ဖြတ်တန်းခွင့်ကိုအထူးကြက်မှတ်ထားပြီးတော့အခြေခံစားတောက်ကုံတွေတည်ယူခွင့်ကိုပါတင်းကျပ်ထားက73စီတည်ယူခွင့်ကိုလုံးဝခွင့်မပြုတော့ဘူးလို့သိရပါတယ်။စစ်ကောင်စီနဲ့ကြေးရွာအုပ်ချုပ်ရေးမှုတွေပူးပေါင်းပြီးအခြေခံစားတောက်ကုံတည်ယူခွင့်ကို၎င်းတို့ထောက်ခံစာနဲ့သာတည်ယူဖြတ်တန်းခွင့်ပြုနေပြီးစားတောက်ကုံတွေအာရခတက်တော် AC ရောက်ရှိသွားမှာကိုစိုးရိမ်ပြီးဒေသခံတွေကိုတားမြစ်ပိတ်ပင်မှုတွေပြုလုပ်လာနေတယ်လို့သိရှိရပါတယ်။ ထိုင်းနိုင်ငံနဲ့နှစ်ချီကြာမြင့်နေပြီဖြစ်တဲ့ပိုင်နက်နယ်မြေအငင်းပွားမှုတွေကိုဖြေရှင်းဖို့အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကိုစာတစောင်ပေးပို့ခဲ့တယ်လို့ကမ္ဘောဒီးယားနိုင်ငံကပြောပါတယ်။ပြီးခဲ့တဲ့လအတွင်းအငင်းပွားနယ်စပ်ဒေသတစ်ခုမှာနှစ်နိုင်ငံတပ်ဖွဲ့တွေအပြန်အလှန်ပစ်ခတ်ခဲ့လို့ကမ္ဘောဒီးယားစစ်သားတအူးသိမ်းဆုံးခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကအပြည်ပြည်ဆိုင်ရာတရားရုံး ICJ ရန်နယားကတဆင့်အငင်းပွားမှုတွေကိုဖြည့်ရှင်းဖို့ရွေးချယ်ခဲ့တယ်လို့ဝန်ကြီးချုပ်ဟွန်မာနက်ကတနင်္ဂနွေနေ့မှာလူမှုကွန်ရက်ကနေပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားနိုင်ငံရဲ့လုံရက်ကိုအလွန်စိတ်ပြတ်မိတယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတနင်္ဂနွေနေ့မှာပြောကြားခဲ့ပြီးနှစ်နိုင်ငံကြားဆက်ဆက်ညှိနှိုင်းမှုတွေထပ်မံပြုလုပ်ဖို့တောင်းဆိုလိုက်ပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားတာဝန်ရှိသူတွေဟာပြီးခဲ့တဲ့ပိတ်ရက်က ဖနန်ပင်မြို့မှာဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့တင်းမာမှုတွေဖြေလျှော့မဲ့သဘောတူညီမှုတော့မရရှိခဲ့ပါဘူး။နှစ်နိုင်ငံကြားဆက်ဆံရေးတင်းမာမှုကြောင့်စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ထိုင်းနိုင်ငံကနေဆက်ကိတ်အချို့ကိုကန့်သက်ခဲ့ပြီးကမ္ဘောဒီးယားနိုင်ငံကထိုင်းရုပ်ရှင်တွေထုတ်လွှင့်ပြသတာကိုပိတ်ပင်ခဲ့ပါတယ်။အစ္စရေးနိုင်ငံကပြိပခစရုပ်ထမြောက်နေ့မှာ ဒေချောင်းတိုက်ခိုက်မှုအရှိန်မြင့်လာလို့တီဟီရန်မြို့ကန်တွေဘေးလွတ်ရာရွှေ့ပြောင်းကြဖို့အစ္စရေးနိုင်ငံကသတိပေးလိုက်ပါတယ်ထိုင်းရိုက်ထုတ်လွှင့်မှုတစ်ခုတွင်နိုင်ငံမှရုပ်သံလွှင့်ဌာနချုပ်ကိုဘုံတွေထိမှန်ခဲ့လို့အီရန်ရုပ်သံတင်ဆက်သူတူစတူဒီယိုကထွက်ပြေးခဲ့ရပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတနင်္လာနေ့နှောင်းပိုင်းမှာလူမှုကွန်ရက်မှာ post တစ်ခုတင်ခဲ့ပြီးတီဟီရန်မြို့ကန်တွေချက်ချင်းဘေးလွတ်ရာရွှေ့ပြောင်းကြဖို့တောင်းဆိုကအီရန်နိုင်ငံကနျူကလ িয়ার လက်နက်ပိုင်ဆိုင်လို့မရဘူးလို့យေတာခဲ့ပါတယ် တိုက်ခိုက်မှုတွေကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုပြစ်မှတ်ထားကြောင်းအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမန်နေတန်ယာဟုက ပြောကြားခဲ့ပြီးသူ့အနေနဲ့ဒေါ်နယ်ထရန့်နဲ့နေ့စဉ်ဆက်သွယ်ရှိကအီရန်စိုးရဟာအလွန်အင်အားချိနဲ့နေပြီလို့ဆိုပါတယ် အီရန်ထိပ်တန်းစစ်ကောင်ဆောင်တွေယူရေနီယံတန့်စင်နယ်မြေတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေပေါ်တိုက်ခိုက်မှုဟာအီရန်ကအနုမြူလက်နက်စက်ရုံတစ်ခုတည်ဆောက်မှုကိုဟန်တားဖို့ဖြစ်ပြီးတိုက်ခိုက်မှုတွေကြောင့်တောက်ကြနေနောက်ပိုင်းလူ224ဦးသေဆုံးခဲ့ပြီလို့အစ္စရေးကပြောပါတယ်အီရန်နိုင်ငံကအစ္စရေးကိုဒုံးကျည်အစင်380ကျော်နဲ့ယာနဲ့ချီတဲ့ဒရုန်းတွေပစ်လွတ်ပြီးလက်တုံပြန်ခဲ့ရမှာအစ္စရေးနိုင်ငံမှာလူ24ဦးသေဆုံးပြီး9000ကျော်အတန်းရရရှိခဲ့ပါတယ်။ အစ္စရေးလက်တပ်ဖွဲ့ကအီရန်လေပိုင်နက်မှာအပြေးဝလေကြောင်းတာစီရရှိထားတယ်လို့အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ်အဖရီဒက်ဖရင်ကတနင်္လာနေ့မှာပြောကြားခဲ့ပါတယ်။အီရန်နိုင်ငံလေပိုင်းမှာအီရန်နိုင်ငံရဲ့မြေပြင်မြေပြင်ခွင်ဒုံးကျည်တွေရဲ့သုံးပုံတစ်ပုံဖြစ်တဲ့ဒုံးကျည်အစင်း120ကျော်အပြင် F14 လေယာဉ်နှစ်စင်းနဲ့အစ္စရေးနိုင်ငံကိုပြစ်လွတ်တော့မဲ့ပယ်ချင်းဒုံးကျည်တွေကိုဖျက်ဆီးခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။ အီရန်နိုင်ငံပြင်ပမှာစီးရဲနဲ့ထောင်လန်းရေးစစ်ဆင်မှုတွေလှုပ်ဆောင်တဲ့တော်လန်ရေးအဆောင်တပ်ဖွဲ့ရဲ့အထူးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Quest Force ပိုင်ဆိုင်တဲ့တီဟီရန်မြို့ရှိကုကဲရေးဌာနချုပ်ဆယ်ခုကိုဂျက်တိုက်လေယာဉ်တွေကတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကတာဝန်ရှိသူတွေကဆိုပါတယ်